ဒီနေ့အလူရှင်များနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်အကုသိုလ်တရားများစွာတဲ့ကတာထေယအကြောင်းတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ်မနေ့ကမာယာအကြောင်းကိုပြောခဲ့တယ်ဒီနေ့တာထေယအကြောင်းကိုပြောရမှာဖြစ်တယ် မာယာနဲ့တာတင်ရကတွဲနေတယ်မာယာဆိုတာကမိမိမှာအပြစ်ရှိတယ်ရှိတဲ့အပြစ်ကိုဖုံးကွယ်ထားတယ်အပြစ်မရှိဟန်ဆောင်တယ်မကောင်းတာတွေလှုပ်ထားရဲ့သားနဲ့မလှုပ်ချင်ဟန်ဆောင်တယ်မလှုပ်ထားဟန်ဆောင်တယ်အဲ့ဒါကိုမာယာလို့ခေါ်တယ် အပြစ်ကိုဖုံးကွယ်တာကမာယာပါထေယဆိုတာကကိုယ်မှာမရှိတဲ့ဂုံကိုကြွားတာစာမတက်ပဲနဲ့စာတက်ခြင်းဟန်ဆောင်တာကိုကျင်တရားမကောင်းပဲနဲ့ကိုကျင်တရားကောင်းခြင်းဟန်ဆောင်တာပတ်စံမချမ်းသာပဲနဲ့ချမ်းသာခြင်းဟန်ဆောင်တာအဲ့ဒါတာထင်းရလို့ခေါ်တယ် မာယာဖြစ်ဖြစ်ဗာဒိယဖြစ်ဖြစ်အပိတမသဘောနဲ့ပြောရင်အဲ့ဒါလောဘပဲလှည့်စားတာလောဘလို့ခေါ်တယ်အလုံးယုံမှအစိုးရတဲ့တရားတွေဖြစ်တယ်တမန်ပစ္စည်းတစ်ခုကိုလိုချင်တဲ့လောဘနဲ့မတူဘူးလောကကြီးကို လူတကာကိုလှည့်စားတဲ့လောဘယုံမှအစိုးရတယ်အပယ်ကျနိုင်တယ် မကောင်းတာတွေလုပ်ပြီးတော့မလုံဟန်ဆောက်တယ်ကိုကျင်တရားမကောင်းမဲနဲ့ကောင်းကျင်ဟန်ဆောက်တယ်မာယာတရားသဘောပဲအဲ့တော့ဘုန်းကြီးဆိုလို့ရှိရင်လည်းဝိနည်းမလေးစားပဲနဲ့ဝိနည်းလေးစားခြင်းဆောက်တယ်တရားအမထုတ်ပဲနဲ့တရားအထုတ်ခြင်းဆောက်တယ်စာမတက်ပဲနဲ့စာတက်ခြင်းအဆောင်လေဝေမရပဲနဲ့ဝေရခြင်းအဆောင်လေ ဲ့ဒါပါထေရလို့ခေါ်တယ်ပေါ့မရှိတဲ့ဂုံကိုအရှိလောက်တာနော်ကို့မှာမရှိဘဲနဲ့အရှိလောက်တာကိုပါထေရဒီလိုတော့တယ်လူတွေလည်းဒီတိုင်းပဲပစ္စည်းဥစ္စာမချမ်းသာဘဲနဲ့အများရှိမှကြတော့ပတ်စံချမ်းသာခြင်းရောဟန်ဆောင်တာအဲ့ဒါပါထေရပဲပေါ့ စာမတက်ပဲနဲ့ဘွဲမရပဲနဲ့စာတက်တဲ့ဘွဲရလေလို့ဟန်ဆောင်တာလာထီရဒီမာယာတာထီရသဘောကလွန်ဆိုးတယ်ရုပ်မှလည်းတရားလို့ပြောရင်ရတယ်ဘုရားလက်ထတုံးကယဟန်တော်တပါဘုရားနဲ့အမျိုးတော်တယ် အသက်ကြီးမှသာသနာ့ဘောင်ကိုဝင်လာတာတော့အသက်ကြီးမှဝင်လာတော့ဝါကငယ်တာပေါ့အသက်ကတော့ကြီးတယ်ဝါကငယ်တယ်ဘုပ္ပစုနောသာသနာတော်မှာဒီဘာနဲ့တပါအယုအသေးပြုတ်တဲ့အခါမှာအဲ့ဒီဝါကိုမေးရတယ် တန်ငါတပါးနဲ့တပါးတွေ့ကြပြီဆိုရင်အရှင်မြတ်ဘဏဝရပြီလဲဖေရတပိတော်ကဘဏဝပါဖေရလို့ဝါကိုမေးရတယ်ကိုထက်ကြီးတယ်ဆိုလို့ရှိရင်ဥခိုင်ကတော့ရတယ်အယူသေးပေးရတယ်ကိုကကြီးတယ်ဆိုရင်တော့အယူသေးခံရတယ်ဒါသာသနာထုံတန်းစင်တာပဲတွေ့ရင်ဝါမေးရတာတဘာဝပဲဝါတူခဲ့ရင်တော့မှလကြီးတယ်လချင်းတူခဲ့ရင်တော့မှရက်ကြီးတယ် ရက်ချင်းတူခိုင်းတော့မှနာယီကြီးတယ်နာယီချင်းတူခိုင်းတော့မှမိနစ်ဘယ်နှမိနစ်ကရဟန်းဖြစ်တာလဲအဲ့လောက်ထိကိုအသေးစိတ်လိုက်ရတယ်အဲကြောင့်ရဟန်းဖြစ်ရက်ချုပ်ဆိုတာမှတ်ရတယ်ဘယ်နှစ်ဘယ်ရက်ဘယ်အချိန်ဘယ်နှနာယီမှာဘယ်နှမိနစ်မှာတချို့ဆိုရင်စက္ကန့်နောက်မှတ်လိုက်သေးတယ်ဘယ်နှစက္ကန့်မှာရဟန်းဖြစ်တယ်မလို့အဲ့လိုမှတ်တယ်လဲဆိုတော့ခုနကလိုတပားနဲ့တပားစုံတဲ့အခါမှာမေးရပြောရပါတယ် အဲ့တော့ဘလောက်ပဲအသက်ကြီးကြီးကိုကဝါငယ်နေရင်တော့ကိုမွေးရင်သားလုံးရှိတဲ့ဦးစင်းမြေးလောက်ရှိတဲ့ဦးကစင်းကိုလည်းအယူသေးပေးရတယ်ပေါ့ကိုထက်ဝါကြီးရင်ပေါ့နော်အဲ့တော့ခုနကယဟန်တော်ကကျောင်းအလယ်ထေကြီးဝါကြီးတတ်တော်ကြီးဝါကြီးဆရာတော်တွေထိုင်တဲ့နေရာမှာဝါထိုင်တယ် ဝါကငငယ်လေးပဲရှိသေးတယ်ဝါကငငယ်လေးပဲရှိတယ်ဒါပေမဲ့အများအမြင်မှာဝါကြီးတဲ့ဆရာတော်ခိုက်ဖမ်းပြီးတော့တွန်းနေတာအဲ့တော့အာဂန်တို့ယဟန်တော်တွေကမသိဘူးလေဒီဥစဉ်ဘနဝါရှိလဲကြည့်ရလားသူကဆရာတော်လို့ထင်တယ်ခန္ဓာကိုထောင်ထောင်ပေါင်းပေါင်းနဲ့တတော်ကလည်းကြည့်ကြည့်ဆိုတော့ဆရာတော်လို့မှတ်ပြီးတော့ဝါရီပါလီမမေးတော့ဘူး ိုးစင်းတို့လည်းတခါတလေကြုံတယ်။ကျောင်းကအာကန်လူဆယ်တော်လေးကြွလာတယ်။တခါတလေမမေးတော့ဘောတတ်တော်ကြီးတယ်ဆိုတော့ဝါကြီးမှာပဲဆိုသူတို့ပဲဥချကတော့ဖြစ်တယ်။နောက်မှမေးကြည့်လို့ချင်းတတ်တော်ကြီးပဲဝါငဲတာလေးကြုံရတတ်တယ်။ဘာကြောင့်မေးရတယ်ဘောတခါတလေလည်းအာနာတာပေါ့နော်။တတ်တော်ကြီးနေတဲ့ခါကျတော့ဝါမေးရမှာအာနာတယ်။အဲ့ဒါမမေးဖြစ်လိုက်တော့ကိုကပဲဃာရဝပြုလိုက်တာပေါ့နော်။အခုလည်းအဲ့လိုပဲ တတ်တော်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ဝါလဲကြီးမှာပဲဆိုပြီးတော့အာဂန္တုဥစဉ်တွေကမမေးဖြစ်ဘူးအဲ့ဒီကိုယ်ကလည်းမပြောဘူးခုနတာထေရပြောတာနော်ဝါငယ်တာကိုဝါကြီးရန်ဆောင်တာအဲ့ဒါတာထေရအဲ့တော့ယဟန်တော်တွေကကတော့ကတော့တော့တပားကမနေနိုင်ဘူးရှင်ပြားတဲ့ဘဏ္ဍဝါရှိပြီလေမနေနိုင်လို့မေးလိုက်တယ်အဲ့ကကြမှာဝါကငဲနေတယ် အဲ့တော့ကိုတော့ကမနေနိုင်တော့ပြောရောအရှင်မရရစောစောကပြောရောပေါ့ဝါငယ်ငယ်ကလေးနဲ့ဘာဖြစ်လို့ဒီမှာလာထိုင်နေတာတော့ဒီနေရာကထေကြီးဝါကြီးဆရာတော်တွေထိုင်တဲ့နေရာအရှင်မရလို့ပုံကုတ်ထိုင်မဲ့နေရာမဟုတ်ဘူးဆိုပြီးတော့အာဂနေဦးစင်းကစိတ်ပေါက်ပေါက်နဲ့ပြောရောပြောတော့အဲ့ဒီဦးစင်းကမကြည်မနဲ့နဲ့ဟာငါဆဲတယ်ဆိုပြီးတော့ဘောသားတွေဖြစ်ရောတကယ်တော့ကိုမားတာလေးနော်ကိုကဝါငယ်ပါရဲ့သားနဲ့ဝါကြီးချင်းခံဆောင်နေတာလေး အေးအဲ့ဒါကိုတာထင်ရလို့ခေါ်တယ်ပေါ့ကိုရင်ဆိုရင်တော်တော်အပြစ်ကြီးတယ်လူပုဂ္ဂိုလ်တွေကိုရင်တွေတတိပြုအောင်မယ်အရှုပ်ကိုရင်တွေအရက်ကထောင်ထောင်မောင်းမောင်းနဲ့ဥပဇင်ဆိုင်ဖြစ်နေတယ်ယဟန်နဲ့ကိုရင်ကလူကြည့်ပြီးခွဲလို့မမရပဲတခါတည်းတချို့အရက်ကလေးပုပိပိန်ပွတ်တွဲနဲ့ ဥပစင်းဖြစ်နေတာလည်းရှိတယ်။တချို့ကခန္ဓာကိုယ်ထွားနေတာကိုယ်ရင်ပဲရှိသေးတယ်။အဲ့တော့လူပုံတရံကိုကြည့်ပြီးတော့ဒါကိုယ်ရင်ပဲဒါဥစင်းပဲလို့ခွဲလို့မရဘူး။မေးမှရတယ်။ဥစင်းလားကိုယ်ရင်လားမေးရတယ်။ဥပစင်းဆိုရင်လည်းဘဏ္ဍဝါရှိပြီလည်းမေးရတယ်။မမေးရင်မသိနိုင်ဘူး။ကိုယ်ရင်နဲ့ဥစင်းကခွဲမရဘူးလေ။အဲ့တော့တချို့ကိုရင်တွေကဥပစင်းလိုမျိုးပဲအရက်ထောင်ထောင်ပေါင်းပေါင်းနဲ့ ဆိုတော့အများစုကဦးစင်းလို့ထင်တတ်တယ်အဲ့တော့တချို့ကိုရင်တွေကမယိုးသားဘူးခုနလိုတာထေးရပေါ့ကိုရင်ဖြစ်ပါလေနဲ့ဥပစင်းဟန်ဆောင်တယ်ဘလို့ဥပစင်းဟန်ဆောင်တယ်လဲဆိုတော့တခါကလေးစုံသားဝိုင်းနေတဲ့မှာဦးစင်းဝိုင်းနေတဲ့မှာပွားစားတာမျိုးပိန်ဝင်တဲ့အခါမှာပိန်စင်းလုံးငွေလိုချင်လို့နော်ပိန်စင်းလုံးတဲ့အခါမှာပစ္စည်းလိုချင်လို့ တတ်တတ်ဟန်ဆောင်ပြီးတော့ဥစဉ်နေကြတဲ့ဝင်သွားတယ်ဥစဉ်ဟန်ဆောင်တယ်ဆိုတော့အဲ့ဒါဟာလုံးအပြစ်ကြီးတယ်ကိုရင်ဖြစ်ပါလျက်နဲ့ဥပစဉ်ဟန်ဆောင်တယ်ဆိုလို့ရှိရင်အလုံးအပြစ်ကြီးတယ်ဘယ်လောက်ထိအပြစ်ကြီးတယ်လဲဆိုရင်ကိုရင်ပါရာဇိကလို့ခေါ်တယ်ကိုရင်ပါရာဇိကဆိုတာကကိုရင်ဘဝမှာ နေခွင့်မရှိတော့ဘူးရဟန်းခက်ခွင့်လည်းမရှိတော့ဘူးလူထွက်ရတယ်ကိုရင်ဖြစ်ပါလျက်နဲ့ဥပဇင်းဟန်ဆောင်မိတယ်ဆိုရင်အဲ့ဒါသာသနာမှာနေခွင့်မရှိတော့ဘူးဒီတဘဝလုံးဆုံးချုံသွားပြီရဟန်းဘဝမှာပါရာဇိကကြာရင်တောင်မှကိုရင်ဘဝနဲ့နေခွင့်ရှိသေးတယ်ကိုရင်ကြီးဘဝနဲ့နေလို့ရသေးတယ်ကိုရင်ဘဝမှာ အဲ့လိုဥပစင်းဟန်ဆောင်မိတယ်ဆိုရင်ကိုရင်ဘွားနဲ့တောင်နေလို့မရတော့ဘူး။ရန်ခံခွင့်လည်းမရှိတော့ဘူး။ကိုရင်ဘွားနဲ့လည်းနေခွင့်မရှိတော့ဒီတဘွားလုံးသာသနာတော်ကနေဆုံးချုံသွားပြီ။အဲ့ဒါကိုကိုရင်ပါရာဇိကလို့ခေါ်တယ်။အဲ့တော့တတိပြုရတယ်။ဒီနေ့တချို့ကိုရင်ကြီးတွေလုတ်တက်တယ်အဲ့ဒါမျိုးကခုနကလို့ပေါ့။ပိန်စင်းလောင်းလူကျင်လို့ပတ်စံလူကျင်လို့ဥပစင်းတွေဈာထဲမှာရောရောင်ပြီးတော့လိန်ပြီးပါသွားတာနော်။ တပြိတော့ကဘနဝရပြီဗျာဥပဇင်းပါဗျာလို့လိမ့်တာအဲ့ဒါတိတ်ကြောက်ဖို့ကောင်းတယ်နော်အေးအဲ့တော့တာထင်ရလို့ခေါ်တယ်ကိုမရှိတာကိုအရှိလောက်တာအဲ့ဒီတာထင်ရကြောင့်ပဲဘဝတွေပျက်စီးကုန်တယ်သိရင်လည်းအပယ်လေးပုံကိုသွားနိုင်တယ်ပေါ့ဒီဒါကကိုရင်လေးတချို့အဲ့လိုတာထင်ရကြောင့်ဘဝတစ်ခုလုံးပြင်လို့မရတဲ့အမှားဖြစ်သွားတာကိုပြောပြတာ ီကောင်းမင်းအဲ့တော့ယဟန်တစ်ပါးအနေနဲ့အကျင့်မကောင်းဘဲနဲ့အကျင့်ကောင်းခြင်းအောင်ဆောင်တယ်။ဇာမတက်ဘဲနဲ့ဇာတက်ခြင်းအောင်ဆောင်တယ်။ယဟန်မဟုတ်ဘဲနဲ့ယဟန်ဖြစ်ဟန်ဆောင်တယ်။အဲ့လိုပုံကုမျိုးကိုတက္ကရကမတွေကကိုးကွယ်မိကြမယ်ဆိုရင်တက္ကရကမတွေမှာကုသိုလ်လဲအရာနည်းမယ် အဲ့လိုပုဂ္ဂိုလ်မျိုးကိုလူတိုင်းကထောက်ပံ့ရတဲ့အတွက်ကြောင့်ကုသိုလ်လည်းအရမ်းနေပဲ။နောက်သူတို့စီကဘာမှအဆုံးအမတွေလည်းမရဘူး။ပိဿုပ္ပံဘဝအကောင်းစားရေးအဆုံးအမတန်တရာကောင်းစားရေးအဆုံးအမဘာမှအဆုံးအမမရဘူး။အဲ့တော့အဆုံးအမခေါင်းတွေလည်းမရတဲ့အပြင်ကုသိုလ်လည်းအရမ်းနေကြမယ်။မာယာတာထေယရှိတဲ့ပုဂ္ဂိုလ်ကိုကိုယ်ွယ်စိတ်ကပ်မိကြရင်ပေါ့နော်။ အဲ့တော့အဲ့လိုအကျင့်ပြတ်ပြီးတော့အကျင့်ကောင်းကျင့်အောင်ဆောင်မာယာတာထိယများတဲ့ပုံကိုယ်တွေဟာလူကြီးလည်းတဲ့တက္ကະတက္ကမတွေနဲ့မတွေ့သေးသေး၍သူတို့ကလိန်စားလို့ကောင်းတုံးပဲတိုင်းသူပြည်သားတွေကိုလိန်စားလို့ကောင်းတယ်အကယ်၍လိန်မာပါနေတဲ့တက္ကະတက္ကမတွေနဲ့တွေ့တဲ့အခါမှာလဲအဲ့ဒီတက္ကະတက္ကမတွေကတိတယ်ဒီဘုန်းကြီးကလိန်နေတာ ဒီဘုံကြီးကလူတွေကိုချင်းထက်နေတာဆိုတာသိတယ်။သိပေမဲ့လည်းအေးငါတို့နဲ့ဘာမှမဆိုင်ဘူး။အနေသားကြီးပဲ။သူ့ဟာသူလိမ့်နေတာသူ့ဟာသူညားနေတာ။နေပေးစေလို့လှိမ့်ပြီးရှုလိုက်မယ်ဆိုရင်လည်းအဲ့လိုမာယာတတိယများတဲ့ဘုံကြီးတွေအနေချောင်းနေတယ်ပေါ့။ဒါဦးဇင်းတို့တောင်မြို့မဟာကံတော်ဆရာကြီးပြောတာ။ မာယာတတရားများတဲ့ဘုန်းကြီးတွေအနေချောင်းနေဆိုတာနံပါတ်1တရားကမ္မတွေလူကြီးမလဲလို့နံပါတ်2လူကြီးလဲတော်လဲပဲလိမ္မာပါနဲ့တော်လဲပဲဖာတိဘာသာနေကြလို့တော့နံပါတ်3ကတော့သူ့ရဲ့အတိုင်းဝိုင်းကဖုံးကွယ်ပေးထားလို့ဒီဘုန်းကြီးအကျင့်မကောင်းဘူးဒီဘုန်းကြီးစာမတက်ဘူးအကျင့်မကောင်းစာမတက်တာကို သူတပည့်တက္ကရာမတွေကဖုံးကွယ်ဖေးတာကြတယ်။ပူပူတတလေးပြောပြထားကြတယ်။အဲဒါကြောင့်အဲ့ဒီဘုန်းကြီးတွေမာယာတတရားများတဲ့ဘုန်းကြီးတွေဟာအနေချောင်းနေတာဆိုပြီးတော့တောင်မြတ်ဘာကတော်ဆရာဘုရားကြီးကကိုချင်းအဘိဓမ္မာအကျမ်းထဲမှာမိန့်ထားတာရှိတယ်ပေါ့။ဒီကောင်းပြီအဲ့တော့အဲ့ဒီမာယာတတရားများတာဟာသူ့အတွက်လည်းမကောင်းဘူးလောကအတွက်လည်းမကောင်းဘူး။ အဲ့တော့မာယာတရိယာများတဲ့ပုဂ္ဂိုလ်ကိုကိုယ်ကိုယ်စီကတ်မိရင်တက္ကရကမတွေမှလည်းကုသိုလ်အရနဲ့အဆုံးအမတွေခေါင်းတွေလည်းမရတတ်ဘူးပေါ့လူလောကမှာလည်းဒီတိုင်းပဲတချို့အကျင့်ပြက်နေတယ်ပစ္စည်းဥစ္စာချမ်းသာတယ်အာဏာရှိတယ်လူကြီးလူကောင်းဟန်ဆောင်တယ်နော်တကယ်တော့အကျင့်မကောင်းလူကြီးလူကောင်းဟန်ဆောင်တယ် ဲ့တော့ကွဲရမှာသူညာသမီးပြိုတွေကိုဖြတ်စည်းတယ်နော်ပါထေရအကျင့်မကောင်းတဲ့ပုဂ္ဂိုလ်အများအမြင်မှာတော့အလူရှင်ကြီးပဲစေတနာရှင်ကြီးပဲပရာဟိတရှင်ကြီးပဲကွဲရမှာသူညာသမီးပြိုတွေကိုစောကတခြားသူတွေကိုခေါင်းပုံဖြတ်ဆိုတော့မျက်နှာနှစ်ခုနဲ့တစ်ဖက်မှာကလူကြီးလူကောင်းပုံတံဟန်ဆောင်ပြီးတော့တစ်ဖက်မှာရုံပါနေတယ် လောကမှာအဲ့ဒါမျိုးတွေအများကြီးပဲနော်ပစ္စည်းဥစ္စာရှိတယ်အာဏာရှိတယ်ဒါပေမဲ့နောက်ွယ်မှာအကျင့်တွေပြတ်နေတာလည်းအများကြီးပဲအဲ့ဒါမာယာတတိယပဲပေါ့တချို့ရဲ့ဒေသတွေမှာအရေးချင်းမရှိဘဲနဲ့အရေးချင်းရှိရင်ဆောင်းတယ်ခေါင်းဆောင်လုံနိုင်တဲ့အရေးချင်းမရှိဘူး အရေးချင်းရှိရင်အဆောင်တယ်အဲ့တော့အရေးချင်းမရှိတဲ့ပုဂ္ဂိုလ်ကိုခေါင်းဆောင်တင်ပြီးလိုက်တဲ့အခါမှာနောက်လိုက်တည်းအများကြီးပျက်စီးကုန်တယ်ပေါ့အဲ့ဒါဘာလဲဆိုတော့မာယာတာထေရကြောင့်ဖြစ်တာဒါကြောင့်ဦးဇင်းတို့တောင်မြို့မှာကနေဆရာဘုရားကြီးကကိုချင်းပြည်တယ်မှာအဲ့မှာအတော်ရုပ်မှာဆိုးရတဲ့တရားပဲမာယာတာထေရတရားကိုမှအရေးချင်းမရှိဘဲနဲ့အရေးချင်းရှိရင်ဆောင်းလိုက်တဲ့အခါမှာသူ့ကိုအားကိုးတဲ့ပုဂ္ဂိုလ်တွေအများကြီးပျက်စီးကုန်တယ် ဒုက္ခရောက်ကုန်တယ်အဲ့ဒါမာယာတာထေရပဲနော်တော်မျိုးမာကနုံဆိုလို့ဘုရားကြီးကမိတ်ဒါကြောင့်ဦးဇင်းတို့ဒီမာယာတာတရားဒီအဘိဓမ္မာသဘောအရလောဘပဲဒါပေမဲ့တာမန်လောဘမျိုးမဟုတ်ဘူးယုံမာတဲ့လောဘဆိုးဝါးတဲ့လောဘလို့ဆိုရမှာဖြစ်တယ်အဲ့တော့မနေ့ကလည်းပြောခဲ့တယ်ဆုတ်ကက်ကာလဖြစ်တဲ့အတွက်ကြောင့် တတဝါတွေဟာကိလေသာတွေများတယ်မာယာများတယ်တတရများတယ်အလွန်ကုသိုလ်ကံကောင်းကြမှသာမာယာတတရကင်းစင်ပြီးတော့ရိုးသားတဲ့ပဝန်းကျင်ရိုးသားတဲ့ဆရာသမားတွေနဲ့ဆုံခွင်ကြုံခွင်ရကြမှာဖြစ်တယ်အလွန်အလွန်ကံကောင်းမှသာရိုးသားတဲ့ဆရာသမားတွေနဲ့ဆုံခွင်ရမယ်ရိုးသားတဲ့ပုဂ္ဂိုလ်တွေကိုကိုယ်ကွယ်ခွင့်စီကပ်ခွင့်ပေါင်းသိမ်းခွင့်ဆက်ဆံခွင့်ရကြမှာဖြစ်တယ် မဟုတ်ရင်တော့မာယာတတရားများတဲ့ပုံကိုယ်တွေကိုကိုယ်ကံမိကြမယ်စိကံမိကြမယ်မာယာတတရားများတဲ့ပုံကိုယ်တွေကိုခေါင်းဆောင်တင်မိကြမယ်မာယာတတရားပုံကိုယ်များကိုတငယ်ချင်းအဖြစ်ပေါင်းတင်မိကြမယ်ကိုယ်လည်းပဲမတိမတာနဲ့အဲ့ဒီအကျင့်တွေကူးသွားပြီးတော့ဒီပုံထဲကဒီပဲဖြစ်သွားနိုင်တယ်မာယာများတဲ့လောကကြီးမှာကိုယ်လည်းမာယာများတတ်တဲ့ပုံကိုယ်ဖြစ်လာလိမ့်မယ်တာထင်ရများတဲ့လောကကြီးမှာကိုယ်လည်းတာထင်ရများတဲ့ပုံကိုယ်ဖြစ်လာတတ်တယ် ်ဒါကြောင့်မိမိကိုယ်တိုင်လည်းမာယာတာထင်ရကင်းစင်ပြီးတော့ကိုယ်ပဝန်းကျင်ကိုလည်းမာယာတာထင်ရကင်းစင်တဲ့ပဝန်းကျင်ဖြစ်အောင်ကြိုးစားတဲ့နေပေါ့ရိုးသားဖို့လိုပါတယ်နော်ဥစဉ်တို့ဇေရိုကြီးထံမှာဥစဉ်တို့အချက်နာရဇေရိုဘုရားကြီးဆိုတာရှိတယ်ဥစဉ်တို့မဟာဝိရာကျောင်းတိုင်စတည်ထောင်တော့ ဆရာကြီးကမှဩဝါဒခံတဲ့အခါဆရာကြီးကဆုံးပါတော့အစွမ်းကုန်ယူတာကြပါယူတာမှုနဲ့ပတ်သက်ပြီးတော့ limit မရှိဘူးအစွမ်းကုန်နော်အစွမ်းကုန်ယူတာကြပါအရေးကြီးတယ်နော်အရေးကြီးတယ်ဒါဆိုမေတ္တာတုတ်ထဲမှာလဲဟူစုစသူဟူစုစမြတ်စွာဘုရားအရေးကြီးလို့နှစ်ခုစံဟောထားတယ်ဟူစုယူတာပါသူဟူစုအလွန်အလွန်ယူတာပါ ယောသားချင်းနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟာစကားလုံးနှစ်ဆင့်ထပ်ပြီးတော့ဟောထားတယ်အရေးကြီးတယ်ဆိုတာသိတာเนาะအရေးကြီးတယ်ဆိုတာသိတာအရေးကြီးလို့မြတ်စွာဘုရားနှစ်ခါပြောထားတာဒါကြောင့်အစွမ်းကုန်ယောသားဖို့လိုတယ်ပေါ့เนาะအစွမ်းကုန်ယောသားဖို့လိုတယ်အဲ့ကြောင့်ဦးဇင်းတို့ဒီမှာတပည့်တွေကိုဆုံးမတဲ့အခါမှာ ံပါတ်1အဲ့ဒီရိုးသားမှုကိုအဓိကထားပြီးတော့ဆုံးမရဘူးလူငယ်တဘာဝအလျောက်ပုထုဇဉ်တဘာဝအလျောက်အပြစ်တွေလုံးမိတတ်တယ်အေးမိမိစိတ်ကိုမထိန်နိုင်လို့အပြစ်လုံးမိတယ်ဆိုလို့ရှိရင်ယူယူတတ်တာဝန်ခံပါ၆ထားပါကြောင်းတိုင်းမှာညာတိုင်းညာတိုင်းဩဝါဒပေးတဲ့အချိန်ဆိုတာရှိတယ်၆နိုင်ခွဲဆိုရင်ဘုရားချစ်ကို ဘုရားရှိခိုးတာနာယူဝက်မိနစ်30ကြာတယ်ခုနှစ်နာရီဆိုပြီးတယ်တော့ခုနှစ်နာရီနေခုနှစ်နာရီခွဲတိကဩဝါဒပေးနာယူဝက်ဩဝါဒပေးတယ်ပြီးရင်အပြစ်လုပ်ထားတဲ့ကိုရင်များဦးစင်များရှိခဲ့ရဲ့ယူသားဆိုတာ6ထားဝန်ခံခြင်းဆိုပြီးတော့ထားပေးထားတယ်လူငယ်တဘာဝအလျောက်စိတ်မနိုင်လို့အပြစ်တွေလုံးမိတာတွေရှိတတ်တယ် အပြစ်လုံးမိတာဟာအဲ့လိုမကြည်သေးဘူးအဲ့ဒီလှုပ်ထားတဲ့အပြစ်ကိုဖုံးကွယ်ထားတာအပြစ်ရှိပါလျက်နဲ့အပြစ်မရှိခြင်းကဆောင်းတာမာယာနော်တိလမရှိဘဲနဲ့တိလရှိခြင်းဆောင်းတာတာထေရဆိုတော့အဲ့လိုမာယာတာထေရမဖြစ်ရအောင်လို့နေ့စဉ်နေ့စဉ်ည9:00ခွဲနောက်ပိုင်းမှာ အပြစ်ခြောက်ထားခြင်းဆိုပြီးတော့အပြစ်ဝန်ခံခြင်းဆိုပြီးတော့ထားပေးထားတယ်အဲ့တော့အပြစ်လောက်ထားတဲ့ကိုရင်တွေဥစဉ်တွေကဥပစင်ချင်းရင်ဥပစင်ထံမှာလာပြီးခြောက်ရတယ်ဥပစင်မရှိဘူးဆိုရင်စကြဘုံကြီးအကြီးပိုင်းတွေထံမှာသွားပြီးတော့ခြောက်ထားဝန်ခံရတယ်ပေါ့တီလာပြတ်ရင်တီလာပြန်ယူနော်တင့်တော်တဲ့ဓာန်ထံတရားထိုင်တဲ့ဓာန်လို့ body ပင်ကိုရေလောင်းတဲ့ဓာန်လို့ လို့အမိုက်ကောက်တဲ့ဒဏ်လို့တင့်တော်တဲ့ဒဏ်ကိုပေးတယ်ပေါ့ယောသားဖို့သင်ပေးတာပြောပြတာနော်ဒီကြောင့်နိုင်မှာယောသားဖို့သင်ပေးထားတာပြောပြတာနေတိုင်းနေတိုင်းအဲ့လိုအပြည့်ရှိရင်ရှောက်ထားရမယ်ဆိုတဲ့အမူဝါဒလေးလုပ်ပေးထားတယ်မတူလို့ကိုယ့်အပြစ်ကိုကိုယ်ဝန်ခံရဲအောင်ရှောက်ထားရဲအောင်လည်းဦးဇနောကလမ်းဖွင့်ပေးထားတယ်ဒီလိုလောက်ရခေါင်းလားဆိုပြီးတော့ ဆဲဆိုငေါက်ငန်းနေလဲဆိုရင်ကြောက်လန့်ပြီးတော့မပြောရဲတော့အဖြစ်ကိုဖုံးသွားလိမ့်မယ်။ဟာတော့မချောက်နဲ့ချောက်ရင်စုခံရမယ်ငေါက်ခံရမယ်ဆဲခံရမယ်ဆိုရင်တို့ရဲ့အဖြစ်ကိုတို့ပြောရဲမှာမဟုတ်တော့ဘူး။ဒါကြောင့်ဦးဇုံတို့ဆဲဆိုခြင်းငေါက်ငန်းခြင်းစုပူခြင်းမလုပ်ပါဘူး။မလုပ်တယ်လဲဆိုတော့တို့နဲ့တင့်တော်တဲ့အဆုံးအမစကားပြောပြပါလေ။ကိုရင်တပါးပါးကအာတပည့်တော်ဒီနေ့ ဘသူကိုဆဲမိပါလဲဗျာနော်စိတ်မနိုင်လို့ဒီပြတော့ဆဲလိုက်ပါလဲဗျာဆဲရခေါင်းလာလို့ဥစဉ်လို့မစူပါဘူးမကောက်ပါဘူးအေးဆဲတယ်ဆိုတာမကောင်းဘူးဆိုတာလေးကိုသူမြင်အောင်ပြောပြကိုရင်တပါဖြစ်ပါလျက်နဲ့ယဟန်တပါဖြစ်ပါလျက်နဲ့နူးညံ့တဲ့ဇကားတွေချိုသားတဲ့ဇကားတွေမပြောပဲဆဲတဲ့ဇကားတွေပြောတာဟာဘုရားအကြိုက်မဟုတ်ဘူးသူတော်ကောင်းတွေမနစ်သက်ဘူးစသည်ဖြင့်နောက်တစ်ခါဒါမျိုးမပြောဖြစ်အောင် ချောင်းချင်းလိုစိတ်ဖြစ်အောင်ဥစ္စာလိုဆုံးမစကားပြောပြရတယ်ဒါဥစ္စာလိုသွားနေတဲ့လမ်းစဉ်ကိုတက္ကရာမလေးမိမိတို့သားသမီးကိုသွန်သင်လို့ရအောင်ပြောပြပေးတာမိမိတို့ယုံတွေကုမ္ပဏီတွေမှာဝန်ထမ်းတွေကိုပြောပြလို့ရအောင်ပြောပြတာစုလို့ငေါင်းလိုက်လို့ရှိရင်တို့ရဲ့ရိုးသားမှုတရားတွေပျောက်ဆုံးသွားတတ်တယ်ဆဲလိုက်လို့ရှိရင်ရိုးသားမှုတွေပျောက်ဆုံးသွားတတ်တယ်ဒါကြောင့်တို့ရဲ့ရိုးသားမှုကိုပေါ်ထုတ်တဲ့အနေနဲ့ဥစ္စာလိုက တရားစကားဓမ္မစကားလေးတွေပြောပြပေးတယ်မဆူပါဘူးဘလောက်ပဲအပြစ်ကြီးကြီးလုပ်လို့ဘုဆင်းလို့မဆူပါဘူးအကေအကြောင်းတိုက်ကနှင်ထုံးရမယ်အပြစ်မျိုးလုပ်ခိုင်းတော့ဘုဆင်းလို့မဆူပါဘူးကြောင်းတိုက်ကထွက်တဲ့အကြောင်းလေးကိုပဲအေးအေးဆေးဆေးနဲ့မေတ္တာစကားပြောပြပါတယ်ဒီလိုဒီလိုအပြစ်လုပ်တာဟာဒီကြောင်းတိုက်မှာမနေတဲ့အပြစ်မျိုးဖြစ်တယ်ဆိုတာလေးကိုသူလက်ခံအောင်ထီကိုပြောပြတယ်ဘုဆင်းလို့ အာငါအကြီးဆုံးပဲဆိုပြီးတော့အာနာဇက်နဲ့မမြင်ချင်းမအခုချင်းချင်းထွက်ဆိုတဲ့ပုံစံမျိုးမလုပ်ရပါဘူး။နောက်ထပ်သူ့ကိုလည်း chance ပေးရတယ်။အေးဒါအရှင်ပြားဒီလိုအပြစ်လုပ်ထားတဲ့အတွက်ကြောင့်မလို့စင်တော့ဒီမှာမနေသင့်တော့ဘူး။ဒါပေမဲ့တစ်နှစ်လောက်တော့ကျောင်းပြင်ကိုထွက်ပေးရမယ်။ဦးဇနောအရေးယူတဲ့အခါမှာတစ်နှစ်အရေးယူတယ်။အေးနောက်အဲ့လိုမကောင်းတဲ့အလုပ်ကိုမလုပ်တော့ပါဘူးလို့မိမိကိုယ်ကိုပြုတ်ပြင်ပြီးမှနောက်တစ်နှစ်မှပြန်လာခဲ့ပါဘယ်တော့မှမလာနဲ့ဆိုတာမျိုးမလုပ်ပါဘူးနော်။ ဘသူမစိုးမှတ်တတ်တယ်လေသူ့ကိုပြင်ခွင့်ပေးရမယ်ဥစ္စာလို့လူကောင်းဖြစ်ခွင့်ပေးရမယ်ဒါကြောင့်ချိန်မရပြန်လာခြင်းအချိန်မေးလာလို့ရတယ်နော်ဒါကလောလောဆယ်ကြောင်းနိုင်စည်းကမ်းအရာတစ်နှစ်အရေးယူရတာဖြစ်တယ်ဆိုတာကိုသူ့လက်ခံအောင်ထိကိုအေးအေးဆေးဆေးပြောပြပေးရတယ်အေးပြောချင်တာကသူတို့ရဲ့ရိုးသားမှုကိုလိုချင်တာဖြစ်လို့ရိုးသားမှုထွက်လာအောင်ဥစ္စာလို့ကစူလို့ငေါ့လို့ဆဲလို့မရပါဘူးမေတ္တာနဲ့သွားတာပြောပြတာနော် မေတ္တာစကားတွေပြောပြပြီးလမ်းခွဲရတယ်အစိမ်းမပြေလို့ကြောင်းတဲ့ကထုတ်ရင်တော့မှမေတ္တာစကားနဲ့လမ်းခွဲရတယ်အေးပြောချင်တာကယောသားမှုဟာအလွန်အရေးကြီးတယ်လို့ပြောပြတာမာယာတာထင်ရများရင်ဟောဒီလောကကြီးကမကြည်ပွားဘူးသာသနာတော်ကြီးကမကြည်ပွားဘူးနော်မာယာတာထင်ရများရင်မကြည်ပွားဘူးဒါကြောင့်ကြည်ပွားတဲ့သာသနာဖြစ်ဖို့အတွက်ကြည်ပွားတဲ့လောကကြီးဖြစ်ဖို့အတွက်ကယောသားဖို့လိုတယ်ဒါကြောင့်အစွမ်းကုန်ယောသားပါဆိုတဲ့စကားဟာအလွန်တန်ဖိုးရှိတယ်ပေါ့နော် ေကောင်းပြီတော့မာယာတတရားဆိုတာလောကကြီးမှာပြောကြတယ်ဉာဏ်ဉာဏ်နဲ့များတယ်ဆိုတာအဲ့ဒါလောဘမာယာတတရားသဘောလေးပဲပေါ့အဲ့ကြောင့်မာယာတတရားများရင်ပိဿုကံမှာလည်းမကြည်ပွားဘူးတမနုံမှာလည်းအပေပုံကိုရောက်တတ်တယ်အဲ့ကြောင့်လှည့်စားမှုကင်းဖို့လိုတယ်မိမိကိုယ်ကိုလည်းမလှည့်စားနဲ့သူတစ်ပါးကိုလည်းမလှည့်စားနဲ့မာယာတတရားကင်းပါပိဿုကံတမနုံကြည်ပွားကြမယ်လို့နားလည်စေလိုပါတယ်နော် ။ရောက်ဒီနေ့လူရှင်များနဲ့တပါဓမ္မမိတ်ဆွေများအားလုံးမာညာတတရကိုတိုင်းလည်းကင်းစင်ပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုပြည့်ဖို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။အာမင်။အာမင်။